မြင့်တက်လွယ် channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇီရနရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ချွေမြင့်တင်တောင်လို့အမည်ရတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ လာရိတ်ကများတပိတ်စီဒီပေါ်ကိုအလုံးစုံဖြာကျနေပြီးပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။စီဒီရဲ့အရှိတ်မှာတော့ဝါးပါးကြီးလောင်တမန်ကြီးကမှန်တစ်ချက်ချထားသလိုကြီးလင်းနေပြီးဘေးပတ်ပတ်လည်ပေါောက်ရောက်နေတဲ့တစ်ပင်တစ်တော်တွေကလည်းအိမ်မောကျနေတဲ့ဖွယ်ငြိမ်သက်လျက်ရှိနေခဲ့တယ်။စီဒီရဲ့ရည်မြင့်ပေါ်မှာတော့အောင်မြတ်တာတို့ဆရာတပည့်တွေကောင်းတော်ရွတ်ဖက်တန်ကတိတ်ဆိတ်နေမှုကိုထိုးဖောက်ပြီးခံမြင်းမြင်းလေးထွက်ပေါ်နေခဲ့တယ်။လေမတိုက်ပဲရုတ်တရက်မြည်လာတဲ့ဆဲလဲတန်နေတဲ့အတူတောင်မတ်လေကားပေါ်ကိုလူတစ်ယောက်တက်လာတာမြင်လိုက်ကြရတယ်။ အောင်မြတ်သားတို့လည်းလေကားပေါ်တက်လာတဲ့လူကိုလှည့်ကြည့်လိုက်ရာစင်ဆွဲရောင်အင်ဂျင်နဲ့ယောဂီလုံကြီးကိုဝစ်ဆင်လာတဲ့အသက်80အရွယ်အဖိုးတို့ဖြစ်နေခဲ့တယ်။အဖိုးကအောင်မြတ်သားတို့ကိုမြင်တော့ပေါ်ရွေးတဲ့အပြုံလေးပြုံးပြလိုက်ပြီးအနားကိုကပ်ဖြည်းဖြည်းလေးရှောက်လာခဲ့တယ်။အောင်မြတ်သားတို့လည်းအဖိုးကိုအနားရောက်လာတာကြောင့်ဂုံတော်ရွတ်ဖက်နေတာကိုအဆုံးသတ်လိုက်ပြီးဒီလိုညသက်ကောင်အချင်းရောက်လာတာဆိုတော့အဖိုးကတာမန်လူတော့မဟုတ်ဘူးထင်နေနော်။အဲ့လိုပြောလိုက်ရာအဖိုးကခေါင်းတဆက်ဆက်ညှိပြီးဆရာလေးထင်တာမှန်ပါတယ်ကွယ်။ အဖိုးကဒီတော့ဒီတောင်ကိုစောင့်ရှောက်နေတဲ့တောင်ပိုင်အဖိုးပါအဖိုးအနေနဲ့ကျွန်တော်တို့ပေးတဲ့အမျှတန်းတွေရတယ်မလားရတာပေါ့ကွယ်ဆရာလေးတို့တောင်ပေါ်စတဲ့ကလေးကအဖိုးနဲ့အခြားပုဂ္ဂိုလ်တွေကိုမြေတားပို့နေတာကြားလိုက်ရတယ်လေဒီမှာနေတာအစင်ရောဖြစ်ရည်လားကွယ်ပြေးပါတယ်ဖိုးအနောက်ရှက်ရဲလို့မရှိသလောက်ပါပဲပြီးတော့ဒီစီရီကလည်းမြတ်စွာဘုရားရဲ့မြတ်သပိတ်တော်ကိုထာပနာထားတာမို့စိတ်ထဲကနေရည်စူးပြီးဂုံတော်တွေပွားများနေဖြစ်ခဲ့တယ်လေဟုတ်ပါတယ်ဆရာလေး မြတ်တပိတ်စေတီအပြင်အခြားထင်္ကရာစေတီတွေလည်းဒီမြို့မှာရှိပါသေးတယ်။လေးစုဓာတ်ဆန်ရွှေစာရန်စေတီကို ပြောတာလားဖို့။မှန်တာပေါ့ဆရာလေးရဲ့။ဒါနဲ့ဒီမြို့မှာနောက်ထပ်မထင်မရှားရှိနေတဲ့စေတီတစုလည်းရှိနေသေးတယ်။ကျွန်တော်ကနှစ်စုပဲတည်သေးတာ။ကျန်တဲ့စုကဗမာတဲထားရလဲဆိုတာပြောပြပေးပါဦး။ပြောပြရမှာပေါ့ဆရာလေးရဲ့။ဒီဗတ်ကဘာမှာဖျားလေးစုပွင့်တော်မူခဲ့တာဆရာလေးတို့အသိပဲမဟုတ်လား။ဖျားလေးစုထဲမှာ ကတ္တပဖယားရှင်နဲ့တက်အရောက်မှာတော့ဆရာလေးတို့ရောက်နေတဲ့နေရာအရန်ကုန်တဲ့တောကြီးတစ်ခုအဖြစ်တည်ရှိနေခဲ့တာဖယားရှင်ကဒီတောတောင်ပေါ်ကနေဒေတာစာတွေကြွားချီတော်မူတဲ့အချိန်ဟိုးမှမြင်နေရတဲ့တောင်ဆွယ်လေးအရောက်မှာကြွားချီတာကိုရက်ပြီးပြုံးတော်မူခဲ့တယ်ဒါကိုမြင်တဲ့တပ်ပမိတ်တမထေကဘာကြောင့်ပြုံးတာလဲဆိုပြီးမေးလျှောက်တော့ဖယားရှင်ကသူ့ရှေ့မှာဝတ်နေတဲ့ကြွက်ဖြူလေးနှစ်ကောင်ကိုလက်ညှိုးထိုးပြပြီးဒီကြွက်ဖြူနှစ်ကောင်ကငါဖယားသာသနာကွဲပြောက်ပြီးဂေါရမဖယားရှင်ပွင့်တော်မူတဲ့အခါဒီအရက်ဒေတာမှာ ူရိယဆန္ဒဆိုတဲ့နာမည်နဲ့ဘယင်ဖြစ်လာပြီးသူ့ဘေးမှာရှိနေတဲ့ကြွက်ဖြူမာလေးကတော့ဗန္ဓာဒေဝီဆိုတဲ့နာမည်နဲ့မိဖုရားဖြစ်လာလိမ့်မယ်လို့ကြားရိပ်ပြီးတော်မူခဲ့တယ်။တူရိယဆန္ဒမင်းဆိုတာတူဝနဘူမိရဲ့ပထမဆုံးမင်းမဟုတ်လားဘို့။ဟုတ်တာပေါ့ကွ။မင်းတရားကြီးကဖျားရှင်ပွင့်တော်မူတာကိုကြားရတော့သူ့ရဲ့မူမတ်တွေကိုဖျားရှင်ကိုပင့်လျှောက်ဖို့တယောက်ပြီးတယောက်ဆေးလွတ်ခဲ့တယ်။ဒါပေမဲ့လန်ခီးကဝေးလုံးတဲ့အတွက်ကြောင့်မလို့ဆေးလွတ်လိုက်တဲ့သူတွေကတယောက်မှပြန်မရောက်လာတဲ့အတွက်မင်းတရားကြီးကိုယ်တိုင်ဖျားရှင်ကိုပင့်ဖို့အတိတ်ထံပြီး ပေါပေါဆိုလက်တဆုပ်စာကိုကျဲချခဲ့တယ်။အဲ့ဒီပေါပေါဆိုတွေကဖះရှင်တည်င်းတုံးနဲ့ရှေ့တက်တဲမှာသွားပေါ်တယ်လို့ဆိုစမှတ်ရှိခဲ့တယ်။ဒါကြောင့်ဖះရှင်ကဒိဗ္ဗဆက်ကုညံနဲ့ကြိလိုက်တော့သူရိယဆန္ဒမင်းကြီးရဲ့အဋိဋ္ဌံဖြစ်နေတာသိလိုက်ရတယ်။တဆက်တည်းထပ်ပြီးကြိလိုက်တော့လေတထောင်ပြီးမှာသာသနာ၃ရက်ရေရှည်တည်တက်ခိုင်မြဲမှာကိုမြင်တဲ့အတွက်ဖះရှင်ကပင့်ဖိတ်တာကိုလက်ခံပြီးတက္ကရွေ105ခုနဲ့တည်င်းကျော်လာပြီးကျော်တရက်နေမှာရာဇကြိုပြီကနေစတင်ထွက်ခွာခဲ့တာနှစ်တော်လာစမ်းတရက်နေ့စနေနေ့မှာတထောင်ပြီးကိုရောက်လာခဲ့တယ်။ သူရိယဆန္ဒမင်းတရားကြီးနဲ့မိဖုရားကြီးတို့ကလည်းဖျားသခင်အားဖူးမြင်ခွင့်ရတဲ့အခါကြည်ညိုစိတ်လွန်ကဲလာမိတာကြောင့်မိမိတို့ရဲ့မန်ကန်နဲ့အောက်ကတော်အသီးသီးကိုချွတ်ရပူဇော်တော်မူလေတယ်။ဖျားရှင်လည်းမိမိဖုရားပြိတ္တတို့အားတရားရည်အမြိုက်စိတ်ကိုတိုက်ကျွေးတော်မူလေရာမင်းတရားကြီးကဖျားရှင်အားကြည်ညိုရေးမွာလာသဖြင့်တထုံပြည်၌ဆဲဝါမြတည်င်းတော်မူပါရန်လျှောက်ထားခဲ့တယ်။ဖျားရှင်ကလည်းတထုံပြည်၌ဆဲဝါနေရန်ညင်းတော်မူ၍6လနဲ့73ရက်တည်င်းတော်မူဖြစ်ကြောင်းမိန့်တော်မူခဲ့တယ်။ မင်းကြီးကဘုရားသခင်တရင်တုံးတော်မူရန်ဇေဒဝန်ចောင်းကြီးကိုစောက်လို့လူတန်းလို့တော်လေဘုရားသခင်ကခွင့်ပြုတော်မမူတာကြောင့်ရွှေနန်းတော်၏အရှိတောင်မနေမမြင့်အစင်းစစ်ဖြစ်လျှောက်ပတ်သည့်နေရာဖြစ်သော မောရပပဒကုန်းတိုင်းဝေလူဝံဝါចောင်းကိုစောက်လို့လူတန်းခဲ့တယ်။ဘုရားရှင်တထောင်ပြီးမှ6လကျော်တရင်တုံးပြီးနောက်ပြန်ကြွတော်မူတဲ့အခါမင်းနဲ့တကွတိုင်းသူပြည်သားတို့လျှောက်ထားတောင်းမယ်ချက်အရကိုကွယ်ရေးကြရန်ကိုရော်စာသွားတော်တဲ့ယတနာကိုထားတော်မူခဲ့တယ်။ထိုသွားတော်တဲ့ကိုလည်းဘုရားရှင်မိန်တော်မူတဲ့အတိုင်းကကုတံဘုရားရှင်ရဲ့စံတော်ရှိစု ကောနာကုံဘုရားရှင်ရဲ့တောင်မွေးတော်ယတနာကတ္တပဘုရားရှင်ရဲ့မြားတပိတ်တော်ယတနာတို့ကိုသုနာပရဏအုံဏနာကုံမြင့်၌မဟာတက္ကရေ105ခုတပေါင်းလာဆန်15ရက်နေ့နနက်မှာခန်းနာစွာထာပနာပြီးဇေဒီတော်မြတ်ကိုတီးထားခဲ့တယ်။ဇေဒီတော်မြတ်ရဲ့ပြုပ်ဖွယ်ကိစ္စအဝဝပြီးစီးတဲ့အခါဘုရားရှင်ကတီးထားရင်းတရကတို့ရဲ့တောင်းတမှုအားသာမှကြာမြင့်စွာမပြတ်မစီပဲအမြဲတည်နေတော်မူစေတည်းဟုစိရံထာနုပတ္တနာပြုခဲ့တာကြောင့်စိရံထာသူဇေဒီတော်ဟူ၍တမုတ်ရန်ပြားတဲ့စကားမိန်ကြားတော်မူလေတယ်။ ကြောင့်စီရန်ဓာတုဇေတီဟူသောပွဲတော်မှာစီရန်ဇေတီထိုမှစာရန်ဇေတီဟူ၍ခေါ်ခဲ့ကြတယ်။စီးကုံဇေတီမောရောဇေတီတို့ကိုရွှေစီးကုံဇေတီရွှေမောရောဇေတီစသဖြင့်ခေါ်ဝေါ်တဲ့ကဲ့သို့စာရန်ဇေတီကိုလည်းရွှေစာရန်ဇေတီဟူတမုတ်ခဲ့ကြရည်လေ။ရွှေစာရန်ဇေတီကြီးရဲ့အရှိတ်မှာဓာတော်များကိုစေကြောရနိုင်သုံးသည့်မြူတာအိုးယတနာ58လုံးကိုအောက်အခင်းအခံပြုပြီးဌာပနာကတည်ထားအပ်တဲ့ဖျားကိုမြာသိန်းတန်ဖျားလို့ခေါ်ဆိုခဲ့ကြပြီးဓာတော်တွေကိုစေးတဲ့ကံကိုတော့ဓာတော်စေးကံလို့ခေါ်ခဲ့ကြတယ်။ တတ်တော်စေကန်ဒီယခုအခါတွင်ငါးကန်အဖြစ်လူသိများပါတယ်။တရားမင်းရဲ့ညွန်ကြားချက်အတိုင်းဌာပနာထဲ့သွင်းရမှာအသုံးပြုခဲ့တဲ့ပစ္စည်းတွေကိုဌာပနာထားတဲ့ဘုရားကိုတော့တရားဖရာလို့ခေါ်ဆိုခဲ့ကြတယ်။ဒါဆိုတထုံပြည်မှာရွှေစာရံစီဒီကဥုံဆုံးတည်ထားခဲ့တာပေါ့နော်။ဟုတ်တယ်ဆရာလေး။ရွှေစာရံစေတီတဲ့ပြီးလို့၅နှစ်အကြာမှာရွှေမြင်တင်စေတီကိုတဲ့ထားပူဇော်ခဲ့ကြတယ်။ရွှေမြင်တင်စေတီတဲ့ပြီးလို့၄နှစ်အကြာမှသာမြားသပိတ်စေတီကိုတဲ့ထားပူဇော်ခဲ့တာ။ရွှေမြင်တင်စေတီဟုတ်လားဗို့ ဲ့ဒီစီတီကဘယ်မှာတည်ထားရလဲဆရာလေးတို့ရှေ့မှာမြင်နေရတဲ့တောင်ဆွယ်လေးကရွှေမြင့်တင်တောင်ပဲလीညာတပိတ်တောင်ကျောင်းနဲ့တစ်ဆက်တည်းဆိုပေမဲ့သူ့နေရာတောင်ဆွယ်လေးလို့ဖြစ်နေတာအဖိုးလက်ညှိုးထိုးပြတဲ့နေရာလေးကိုကြည့်လိုက်ရထမမို့ဖြစ်နေတဲ့တောင်ဆွယ်လေးတစ်ခုကိုမြင်တွေ့လိုက်ရတယ်ဆရာလေးတို့အနေနဲ့ရွှေမြင့်တင်စီတီကိုဖူးမြော်ခြင်းနေပြီမဟုတ်လားဟုတ်တယ်ဖိုးဒါနဲ့အဲ့ဒီစီတီကဘာကြောင့်လူသိမ့်မသိကြရလဲဗျပွမွေလင်းလင်းပြောရရင်ရွှေမြင့်တင်တောင်မှာက တိုက်နှန်းရှင်တွေဥစ္စာဆောင်တွေအယံပေါ်တယ်။သူတို့တွေကလူတွေရဲ့အကျင့်တိလာပြတ်မှုကိုကြောက်လန့်ပြီးပဋ္ဌာန်းဆက်မမှန်ရင်ဇေဒီကိုမလာဖြစ်အောင်လုပ်ထားကြရည်လီ။ရှင်မြင်းတင်တောင်းပိုင်းအဖိုးကလည်းအေးအေးစိစိတရားအားထုတ်တတ်တဲ့ပုံကိုဖြစ်တာကြောင့်လူအယံများတာကိုသဘောမကျဘူးကွ။အရှင်မြင်းတင်တောင်းမှလည်းတောင်းပိုင်းအဖိုးရှိတာပဲလား။ရှိတယ်ဆရာလေး။တောင်ကျိုးကတဆက်တည်းဆိုပေမဲ့သူ့အပိုင်းနဲ့သူ့တောင်းပိုင်းတွေရှိကြရည်လီ။ရှင်မြင်းတင်အဖိုးဆိုတာကလည်းခေတူမဟုတ်ဘူးနော်။ သူရိယဆန္ဒမင်းကိုယ်တိုင်အပိုင်စားနေရပေးခဲ့တဲ့သူတယောက်ပဲ။ဒါဆိုရွှေမြင့်တင်ဖိုးကတောင်ပိုင်ဖြစ်တာနှစ်တော်ကြာနေပြီပဲနော်။ကြာဘောဆရာလေးရဲ့ရွှေမြင့်တင်ဖိုးနဲ့အောင်စုပန်ဖိုးဆိုတာသူရိယဆန္ဒမင်းကြီးရဲ့လက်ယုံတက်မှုတွေပဲလေ။ဒီနေရာကရခိုင်နှောင်းကဆိုကျူးကျော်သူတွေနဲ့မကြမကြတိုက်ပွဲဖြစ်လေရှိတယ်။သူတို့နှစ်ယောက်ကဒီအရက်ဒေတာမှာတိုက်ပွဲကြလို့မင်းတရားကြီးကိုယ်တိုင်အပိုင်စားနေပြီတတ်မှတ်ပေးခဲ့တာ။မြတ်တပည့်ဘိုးစကားကြောင့်အောင်မြတ်တာလည်းခက်လန်းလန်းမှရှိနေတဲ့တောင်စွေလေးကိုငေးကြည့်နေမိခဲ့တယ် ဆရာလေးတို့အနေနဲ့ရှင်မြင်တင်စီဒီမှာအတိတ်ထမဝင်ချင်ကြဘူးလားရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်အောင်မြတ်တာမျက်ခုံးကိုပင့်တင်လိုက်ပြီးအဖိုးအခုလိုပြောတာအကြောင်းတစ်ခုခုတော့ရှိမယ်ထင်တယ်ဟုတ်ပါတယ်ဆရာလေးရှင်မြင်တင်တောင်ပိုင်းအဖိုးကအနေအေးတာမို့သူ့ပိုင်နယ်ထဲမှာရှိတဲ့အချို့အချို့သောပုံကိုယ်တွေကမာမာနာထောင်လွှာမောက်မာမှုတွေရှိနေတယ်လေဒါကိုဆရာလေးတို့အနေနဲ့ယဉ်ကျေးအောင်ဆုံးမပေးဖို့စကားဦးတန်းတာပါအဖိုးပြောပြလို့ရွှေမြင့်တင်စီဒီကိုဖူးချင်နေခဲ့မိတာ။ အခုတော့အရောက်သွားဖို့ပူတည်ကြသွားခဲ့ပြီကျေးဇူးတင်ပါတယ်ဆရာလေးရေမနှက်ကြရင်ဆရာလေးတို့လိုက်ဖို့ဖို့အဖိုးရဲ့ငယ်သားတယောက်ကိုလှုပ်ပေးလိုက်ပါမယ်အခုတော့ညလဲအရန်နဲ့နေပြီမို့ဆရာလေးတို့လည်းနားကြပါအောင်အဖိုးလည်းတရားထိုင်လိုက်အောင်မယ်လေညတပည့်ဖိုးကအောင်မြတ်တာတို့ကိုနှုတ်ဆက်ပြီးဇေဒီရဲ့မြောက်ဘက်အရက်ကိုထွက်သွားခဲ့ပါတယ်မနှက်အာယုံတက်ချင်ရောက်တော့ပစိုးကွင်းနိုင်နာပြီးလေးကွာတက်လက်ကိုင်းနာတဲ့ဆယ်ကျော်တက်အွယ်ရောက်လာပြီးရွှေမြင်တင်ဇေဒီကိုဖူးမြွန်ရန်ခေါ်ဆောင်သွားခဲ့တယ် မဆောက်တဲ့တောင်ကုန်းတောင်နာတွေကိုဖျက်ချော်သွားပြီးနောက်မှာတော့အနက်ရောင်ကြောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့တောင်တစ်ခုစီကိုရောက်လာခဲ့တယ်။လမ်းတစ်ချောင်းမှာတော့တောင်ဆောင်တွေမှာပေါက်နေတဲ့တိကိုင်းအချို့ကိုခုတ်ထွေနေတဲ့ရွာသားအချို့ကိုမြင်တွေ့ခဲ့ရပြီးသူတို့ကလည်းအောင်မြတ်တာတို့ကိုအံ့ဩတဲ့မျက်လုံးတွေနဲ့ငြင်းကြည့်နေကြတယ်။ထိန်းခုတ်သမားတွေကိုကြော်လွန်ပြီးချိန်မှာတော့ရင်အနှင်းငယ်ကျနေတဲ့ရေတံခွန်တစ်ခုရဲ့အရှိကိုရောက်လာခဲ့တယ်။တတောင်တက်တတောင်ဆင်ခီးနေနေတာကြောင့်မောပန်းနွမ်းနေနေတဲ့မောင်ကောင်းတဲ့ခွန်သားတို့ကရေတံခွန်ကိုမြင်တော့ဝမ်းသာအားရနဲ့ပြေးပြီးကြီးလင်းအိမ်မြနေတဲ့ရေကိုလက်ခုပ်နဲ့ခတ်ပြီးတောက်နေတဲ့အချိန် မလန်းမကန်းကကြောက်တုံးပေါ်မှာလူတယောက်ဈေးတန်ခဲပြီးသူတို့ကိုကြည့်နေတာမြင်လိုက်ရတယ်။တတိထာမီလိုလှည့်ကြည့်ချိန်မှာတော့ကြောက်တုံးမဲရှိနေပြီးလူကိုမတွေ့ရတာကြောင့်စိတ်ထဲအနှဲငယ်ထင်သွားခဲ့တယ်။ခွန်းလားအခုနကလူတယောက်ကငါတို့ရေတောက်နေအောင်စိုက်ကြည့်နေတယ်လို့ပဲနော်။ကျွန်တော်လည်းအခုလိုပဲထင်မိတယ်။ဒါမဲ့ဒီနားမှာဘသူမှမရှိဘူးလေ။မောင်ကောင်းတို့ပြောနေတာကိုဘေးကနေနားထောင်နေတဲ့အောင်မြတ်သားကရေတကုံပန်ဝန်းကျင်ကိုအာယုံစိုက်ပြီးကြည့်လိုက်ရရင်ကြီးရေတက်နေတဲ့ကြောက်တုံးပေါ်မှာတင်ပလွဲထိုင်ပြီး ်ထီမထင်မျက်နှာနဲ့ဈေးတံတောက်နေတာကိုမြင်တွေ့လိုက်ရတယ်။မောင်ကောင်းခုံးလာလက်ထဲကရေတွေပြန်ချထားလိုက်။ဘာဖြစ်လို့လဲဆရာ။မောင်ကောင်းနဲ့ခုံးလာတို့ကလည်းလက်ကုတ်တွေကရေကိုချလိုက်ပြီးအောင်မက်တာနားကိုတိုးကပ်လာတဲ့အချိန်ဆရာတို့စိတ်ထဲမထားပါနဲ့ဗျာ။ဒီကောင်တွေကလူစိမ်းဆိုရင်အဲ့လိုပဲ။လမ်းပြကောင်လေးရဲ့စကားကြောင့်အောင်မက်တာကဘေးကိုလက်ကြည့်ပြီးသူတို့ကဘသူတွေလဲ။ကျွန်တော်တို့ကလဝလူမျိုးလို့ခေါ်ကြတယ် တို့လူမျိုးစုတွေကဒီရက်ဒေတာမှာအများကြီးရှိတယ်ဗျ။ဒီရေဒဂုံကရေကိုတောက်တာမကြိုက်လို့များလား။မဟုတ်ပါဘူးဆရာရဲ့။တို့ရဲ့မျက်နှာထားကအဲ့ဒီလိုပဲ။အဖိုးပြောတာကတော့တို့ကရှမ်းပြည်နယ်ဘက်ကနေဒီရက်ဒေတာကိုပြောင်းလာပြီးသူရိယာစန္ဒမင်းထံမှာအခစားဝင်ကြတဲ့သူတွေဆိုပဲ။မင်းတရားကြီးကတို့ကိုဒီရက်ဒေတာမှာနေဖို့ခွင့်ပြုခဲ့တယ်လို့လည်းပြောကြတယ်။ရှမ်းပြည်နယ်ဘက်ကဆိုတော့ဝါလူမျိုးတွေများဖြစ်နေမလား။ဖြစ်နိုင်နေဆရာ။ မင်းတရားကြီးကသူတို့တွေကိုအတိအမှတ်ပြုတဲ့အနေနဲ့နှစ်ဖူးမှာလာပုံစံအမှတ်သားတွေရေးဆွဲဖို့အမိန့်ချမှတ်ခဲ့ဘူးလေ။ဒါကြောင့်လဝလူမျိုးဆိုတဲ့နာမည်ဖြစ်သွားတာ။လမ်းပြကောင်လေးပြောတဲ့စကားကြောင့်အောင်မြတ်တာတရားကြီးလိုက်ရာနှစ်ဖူးမှာလာချမ်းပုံစံအမှတ်သားလေးတခုရေးဆွဲထားတာကိုမြင်လိုက်ရတယ်။ဆရာတို့ရေးစာနေတောက်ကြပါနော်။သူတို့ကယူမဆိုင်ပါနဲ့။လမ်းပြကောင်လေးစကားကြောင့်မောင်ကောင်းတဲ့ခုံးသားလေးရေတကုံကကြားတဲ့ရေကိုလက်နဲ့ခတ်တောက်လိုက်ပြီးရွှေမြင်းတင်တောင်ဘက်ကိုဆက်လက်ထွက်ခွာခဲ့ကြတယ်။ရွှေမြင်းတင်တောင်အဆက်ရောက်တော့လမ်းပြကောင်လေးက သူတောင်ဝန်ပြီးဆုံးကြောင်းပြောပြီးလာရလန်းအတိုင်းပြန်ထွက်သွားခဲ့တယ်။အောင်မြတ်သားတို့လည်းရွှေမြင်းတင်တောင်ပိုင်းနဲ့တဲကိုဝင်လာနဲ့တောင်ပိုင်းအဖိုးကိုမြစ်တာပို့ပြီးတောင်ရုံးတစ်ချောင်းနေထိုင်ကြတဲ့အဆောင်လျှောက်တွေကိုမြစ်တာပို့နေတဲ့အချိန်စပယ်ပန်းအနံ့နဲ့နှင်းစီပန်းအနံ့ကနှာခေါင်းထဲကိုတိုးဝင်လာခဲ့တယ်။တောင်ဝန်ခြေချရနဲ့အနံ့ဆပေးပြီးထင်းနေဆရာကြီး။ငါတို့ကဘသူ့မှာဒုက္ခပေးဖို့လာတာမဟုတ်လို့မြစ်တာသာပို့ပြီးတွားကြ။အောင်မြတ်သားအမောင်ကောင်းတဲ့ခွန်လာကိုပြောပြီးတောင်ကြားလန်းလေးအတိုင်းဆက်လျှောက်လာခဲ့တယ်။မိနစ်20လောက်လမ်းလျှောက်ပြီးချိန်မှာတော့ ြီးကျင်တိုင်းကြီးနေတဲ့ညောင်ပင်တန်းကြီးတစ်ခုရှိကိုရောက်လာခဲ့ကြတယ်။ညောင်ပင်ရဲ့မလန်းမကန့်မှာတော့ဇေဒီတစုရှိနေပြီးဇေဒီရဲ့ရှေ့မှာတော့အငွေ့တထောင်ထောင်ထားနေတဲ့စွန်းတစ်ခွက်ကတ်လူတာတာမြင်လိုက်ရတယ်။ဆရာစွန်းကအခုမှကတ်ထားသလိုပဲနော်။အငွေ့တော့မပြေသေးဘူး။ဒီနီးနားမှာနေတဲ့သူတော့ရှိမယ်ထင်တယ်။လိုက်ကြည့်ရအောင်။အောင်မြတ်တာတို့လည်းဇေဒီရဲ့ဘေးပပတ်လေးကိုလိုက်ကြည့်ရတောင်းတောင်းတစ်ခုရဲ့အောက်မှာတဲအိမ်တစ်လုံးရှိနေတာမြင်လိုက်ရတယ်။အဲ့ဒီအချိန်အနောက်ကနေခြေတံတစ်ခုထွက်လာတာကြောင့်လှည့်ကြည့်လိုက်ရတာ ပလိုင်းတစ်လုံးကိုကောင်းမှလွှဲထားတဲ့အရက်ခတ်ပူပူကရင်လူမျိုးမိမတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဆိုပါမိမကအောင်မြတ်တာတို့ကိုမြင်တော့ဟင်းသီးဟင်းရွက်တွေထည့်ထားတဲ့ပလိုင်းကိုအောက်ချလိုက်ပြီးနေတို့ရောက်လာမယ်ဆိုလို့ထမင်းဟင်းတွေပိုချက်ထားတယ်။လာစားကြ။အဲ့လိုပြောကပလိုင်းကိုပင့်ကတောက်သောအောက်ဘက်ကိုဆင်းသွားခဲ့တယ်။ဆရာဒီမိမကြီးကကျွန်တော်တို့လာမယ်ဆိုတာဘလို့လို့ချိုသိနေရလဲ။အကြောင်းတရားလေးတွေရှိမယ်ထင်တယ်။သူကလည်းတာမန်လူပဲဆိုတော့ခေါ်ရဲနောက်ကိုလိုက်သွားကြတာပေါ့။ အောင်မြတ်သားတို့လည်းကရင်မိမကြီးခေါ်တဲ့နောက်ကိုလိုက်သွားခဲ့ကြတယ်။အိမ်ရှိရောက်တော့မိမကြီးကပလိုင်းကိုကုတ်ပစ်ပေါ်တင်ရင်နင်တို့အတွက်မနေ့ကချိုးရတဲ့မြစ်ကိုတာလဘောချက်ထားတယ်။လာစားကြ။အဲ့လိုပြောတာကြောင့်ဆရာတပည့်တွေတဲအိမ်ထဲကိုခေါင်းကုန်ကဝင်သွားခဲ့ကြတယ်။အိမ်ထဲကိုရောက်တော့ဖရာကျောင်းဆောင်တို့ကပတိစိတ်တကုံနဲ့အိမ်အသုံးဆောင်အချို့ရှိနေတာကိုမြင်လိုက်ကြရတယ်။နင်တို့ရောက်လာမယ်ဆိုတာကိုညအဖိုးကလာပြောတယ်။ဒါကြောင့်ရှိရာလေးနဲ့အဆင်ပြေအောင်ချက်ထားလား။စားကြစားကြ။ မိမကြီးကဇလုံးသုံးလုံးနဲ့ကိုထမင်းထည့်ပြီးအောင်မဲတာတို့ရှိကိုချပေးခဲ့တယ်။ဒါတလာပေါ။ဒါနမ်ဘတ်ငပိ။ဒီမှာတက်တက်လို့ပဲစားတာဆိုတော့ဟင်းတော့မကောင်းဝေ။ရပါတယ်ဗျာကျွန်တော်တို့လည်းယာတက်ပံတက်တက်လို့စားတဲ့သူတွေပါ။ကဲမောင်ကောင်းတို့စားကြ။အောင်မြတာကိုလည်းကရင်မိမကြီးပြင်ပေးတဲ့ထမင်းနဲ့ဟင်းကိုစားနေတဲ့ချိန်နင်တို့ကရွှေမြေတင်စီဒီမှာဘလောက်နေကြမှာလဲကိုရက်တော်နေဖို့စိတ်ကူးထားပါတယ ငါကတော့ကိုရက်ထက်ပို့ပြီးနေရမယ်ထင်တယ်။မိမကြီးကကိုရတရားကိုပါဇက်တဲထိုးထည့်ရင်ခက်ပြုံးပြုံးနဲ့ပြောပါလေရော။အမိုးကဒီမနေ့ကကြပြီလား။ကြပေါ့။အဖိုးကငါ့ကိုအိမ်မပေးပြန်ဘူးလေ။သူမျက်စိအောက်မှာပဲနေရမယ်တဲ့။တယောက်တည်းနေရတာအဆင်ပြေရဲ့လား။ဒီလိုပဲပြည့်အောင်နေရတာပေါ့။မပြည့်လဲပြန်လို့မှမရတာ။ဘာလို့ပြန်မရရလဲဗျ။အောင်မေတ္တာစကားကြတော့ကရင်မကြီးကခက်ဝဲဝဲကိုငေးကြည့်ပြီး ဝေကျွေးပေါ့ကွယ်အဲ့လိုလေးပြေစွာပြောလိုက်ပါတော့တယ်ထမင်းစားပြီးတော့မိမကြီးကဇေဒီရဲ့ဘေးမှာရှိနေတဲ့တဲသလုံးစီကိုလိုက်ပို့ပြီးဒါနင်တို့နေရမယ်နေရပဲအဲ့လိုပြောကသူနေတဲ့တဲဘက်ကိုပြန်ထွက်သွားခဲ့တယ်အောင်မြတ်တာတို့လည်းတဲဘော်ကိုတက်ကြည့်ရာသင်္ကန်းအဟောင်းအချို့နဲ့တန်ခါအသုံးဆောင်အချို့ကိုတွေ့ရတာကြောင့်ဒီနေရာမှာရခင်ကတန်ခါအချို့တရင်သုံးခဲ့တာဖြစ်မယ်လို့ကောက်ချက်ချခဲ့ကြတယ်နေ့လယ်ပိုင်းရောက်တော့ဆရာတပည့်တွေဇေဒီဘော်ကိုတက်ပြီးအမိုက်တရိုက်တွေကိုလဲကျင်းနေတဲ့အချိန် ရင်ရွေးချမ်းဦးကိုဆွဲပြီးတက်လာတဲ့မိန်းမကြီးကိုမြင်လိုက်ကြရတယ်။နင်တို့အမောပြေတောက်ဖို့အဖိုးကလာဖို့ခိုင်းတာ။ဒီအဖိုးကြီးလောက်တာနဲ့ငါလည်းမနာရဘူး။ကျွန်တော်တို့အတွက်တကူတကမလုပ်ပါနဲ့။အားနာလို့ပြောတာပါ။နင်တို့လည်းတန်ရှင်းရေးတွေလုပ်နေတာမောမှာပေါ့။ဒီလောက်ကငါမပင်မမှဘူးအေး။နင်တို့လိုအပ်တာဝယ်ခြင်းတအောက်ကရွာမှာဆင်းဝယ်လို့ရတယ်နော်။ဟုတ်ကဲ့ခဏနေဆင်းဝင်လိုက်ပါမယ်။ဒါနဲ့လေ နင်တို့လာတာအဖိုးကသဘောကျပြီမဲ့တခြားသူတွေကသဘောမကျအောင်နော်အခြားသူတွေဆိုတာဘသူ့ကိုပြောရလဲဟိုဘက်ကတောင်ဆောင်မှနေတဲ့ညီမနှစ်ယောက်ကိုပြောတာကျွန်တော်တို့စိတ်ကယိုးသားတဲ့အကြောင်းတို့မကြခင်သိလာမှာပါအောင်မြတာကခက်ပြုံးပြုံးမျက်နှာနဲ့ပြောပြီးတပြည့်စီတစ်ချောင်းနဲ့အမိုက်တွေကိုလဲထုတ်နေခဲ့လိုက်တယ်။ညာဦးပိုင်းအချိန်မှာတော့ရွှေမြင်တင်စီဒီပေါ်မှာဖျောင်းနိုင်မီးရင်းလေးရအချို့ထပ်ပေါ်နေပြီးရင်းမြင်ပေါ်မှာတော့ဆရာတပည့်၃ယောက်တယောက်တစ်ထောင်စီမှာတရားထိုင်နေခဲ့ကြတယ်။ လေဒီရဲ့အောက်ဘက်တောင်ဆွဲလေးမှာတော့ကရင်အမျိုးသမီးကြီးရဲ့ဖះရှိခိုးတန်းကလေအဝေးမှာတစ်ချက်တစ်ချက်ထွက်ပေါ်နေခဲ့တယ်။တရားထိုင်နေတဲ့အောင်မြတ်တိုင်နားထဲမှာနှာမုတ်တန်လိုလိုအတန်တတန်ကြားလဲရတာကြောင့်တမထတီနေတာကိုခိတာပြတ်လိုက်ပြီးမြစ်တာကိုသာနိုင်နိုင်ပိုးတာနေခဲ့တယ်။ဒါပေမဲ့နှာမုတ်တန်မပြောက်သွားပဲပုံမပြင်းထန်လာသလိုခန္ဓာကိုယ်ကလည်းအပူငွေ့လာဟတာကိုခံစားလာမိခဲ့တယ်။တရားကျင့်ကြံခဲ့တဲ့အတွေ့အကြုံအရဒီနှာမုတ်တန်ဟာနဂါးတကောင်ရဲ့စိတ်ဆိုးဒေါသထွက်နေခြင်းဖြစ်တာကိုအကဲခတ်မိတဲ့အောင်မြတ်တာကမြစ်တောင်နဘက်ကိုအသာဖွဲ့ပြီးနောက်လဲကြည့်လိုက်ရာ ဇေဒီရဲ့ဘေးမှာပေါက်နေတဲ့တပြေပင်ကိုရစ်ပတ်ထားတဲ့ရွှေရောင်ငကားတစ်ကောင်ကိုမြင်တွေ့လိုက်ရတယ်။တကူလုံးရွှေရောင်အစင်းရှိနေပြီးဗပင်းကြီးကလဲဘိန်းတစ်ဘိန်းစာလောက်ကြီးမားတဲ့ငကားကြီးကအခုံးငွေတွေကိုတဖူဖူတရှူရှူမှုတ်ထုတ်ရင်းအောင်မြတ်တာကိုညီရဲတဲ့မျက်လုံးကြီးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။အောင်မြတ်တာလည်းသူ့ကိုရန်လိုချင်နေတဲ့ရွှေငကားကြီးကိုမြေတားတဲ့အပြစ်ပါတဲ့မျက်လုံးနဲ့ကြည့်ရင်းတင်ရပါလို့ကျုပ်ကိုရန်မှုနေရတာလေ။ကျောတို့ကတင်းတို့ကိုအမြဲတမ်းမြတ်တာပို့ပေးနေတဲ့သူတွေပါအဲ့လိုပြောလိုက်ပေမဲ့ငကားကြီးရဲ့ရုပ်တင်ကပျော်ပြောင်းမသွားပဲ တလန်လောင်းရှိရဲ့ရှာကိုထုတ်ကရံပြူရံရှိကိုတိုးလာခဲ့တယ်။အဲ့ဒီချိန်မောင်ကောင်းတဲ့ခွန်သားတို့လည်းဘေးကိုရောက်လာကြပြီးရွှေရောင်နဂါးကြီးကိုအံ့ဩတဲ့မျက်လုံးနဲ့ကြည့်နေခဲ့ကြတယ်။အစ်ရဒီကောင်ကရံလုံနေတဲ့ပုံပဲနော်။ငါတို့ကဧည့်သည်တွေဆိုတော့အင်ရှင်ကိုထိခိုက်အောင်မလုပ်ချင်ဘူး။သူ့ရဲ့ဒေါသကသူ့ကိုပြန်ဆုံးမသွားပါလိမ့်မယ်။အောင်မက်သားတီကြီးတဲ့မျက်နှာနဲ့စိုက်ကြည့်ပြီးရှိကိုတိုးလာတဲ့အချိန်နဂါးကြီးရဲ့ပါဇက်ထက်ကအခုံးငွေတွေဝေါကနေထွက်လာခဲ့တယ်။ ဒါပေမဲ့အခုံးငွေတွေကအောင်မဲတာရဲ့ရှေ့ကိုရောက်တာနဲ့ဘေးနှက်ဘက်ကိုခွဲထွက်သွားခဲ့တယ်။အခုံးငွေရဲ့အရှင်ကပြင်းထန်တာကြောင့်ထိတိမျှတစ်ပင်တွေကချက်ချင်းဆုတ်သလိုညှိုးနှမ်းကုန်တာအောင်မဲတာတတိထားမိခဲ့တယ်။နဂါတို့ရဲ့အခုံးငွေတွေကအောင်မဲတာကိုမထီတော့ရွှေနဂါကြီးကပုံမို့ဒေါသထွက်လာပြီးတပြေပြေးမှရစ်ပတ်ထားတဲ့ခန္ဓာကိုယ်ကိုဖြစ်ပြီးအရင်ထက်ပိုပြင်းထန်တဲ့အခုံးငွေတွေနဲ့မှုတ်ထုတ်နေတယ်လို့ထမ်းမိန်လုံးလုံးရှိတဲ့အမိနဲ့လွှဲရိုက်ဖို့ဟန်ပြင်လိုက်တဲ့အချိန်ရက်လိုက်စမ်းဆိုတဲ့အတန်နဲ့အတူအပေါ်ဖြူအောက်ဖြူဝှက်ထားတဲ့အသက်80အရွယ်အဖိုးတို့ရောက်ရုတ်တရက်ပေါ်လာခဲ့တယ် အဖိုးကရွှေနဂါးကြီးကိုစူးရဲတဲ့မျက်လုံးနဲ့ကြည့်ပြီးအနားကိုတိုးကပ်သွားကတွယ်လျရတဲ့လက်နဲ့ဖြောင်းခင်းတဲ့မြင်အောင်ရိုက်ချလိုက်ပါတော့တယ်။အဖိုးရဲ့ရိုက်ချက်ကြောင့်နဂါးကြီးရဲ့ခန္ဓာကိုယ်ကဘူပေါင်းလျော့တယ်လို့ဖြစ်သွားပြီးအသက်30အရွယ်ယောက်ျားတယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်။နေတော့မှလူကောင်းလားလူဆိုးလားခွဲခြားတတ်တဲ့အသိဉာဏ်မရှိကြဘူးလား။အဖိုးအိုရဲ့စကားကြောင့်ရွှေရောင်အစင်းတစားဝစ်စင်ထားတဲ့လူကမျက်နှာကိုအောက်ချပြီးဘာမှမပြောဘဲရက်နေခဲ့တယ်။အဖိုးကလေးတန်းမမာနဲ့စူငေါက်ပြီးတာနဲ့အောင်မြတ်တာဘက်ကိုလှည့်ကား ဆရာလေးတို့ရောက်နေတာသိပေမဲ့အခုမှတရားထိုင်တာပြီးတာကြောင့်အယောင်နှောက်ကြသွားပါတယ်ကွယ်။မဟုတ်တာဖို့ရဲ့ကျွန်တော်တို့ကိုနေခွင့်ပြုတာကိုပဲကျေးဇူးတင်နေပါပြီ။ဆရာလေးတို့လည်းဒီငမိုက်သားကိုခွင့်လွှတ်ပေးပါ။ဒီရက်ဒီသားမှာမကြခဏဆိုသလိုတိုက်ဆရာတွေလာတတ်တာကြောင့်ဆရာလေးတို့ကိုလူမားပဲရန်လိုခဲ့ကြတာပါ။ဟုတ်ကောင်အခုချက်ချင်းတောင်းပန်လိုက်စမ်း။အဖိုးရဲ့စကားကြောင့်ရွှေရောင်အစင်းစားဝှက်ထားတဲ့လူကလက်အုပ်ကြည့်ပြီးအထင်လွဲခဲ့ကြအောင်ယူကျိုးစွာတောင်းပန်ခဲ့တယ် အထင်လျွဲတဲ့တယောက်ကပြီးပြီဆိုပေမဲ့နောက်ထပ်နှစ်ယောက်ကကြံသေးတယ်။အဖိုးကခေါင်းကိုဖျင်းချင်းစွာခါရိုင်းလိုက်ပြီးမြောက်ဘက်အရက်ကိုလက်ညှိုးထိုးပြလိုက်လို့ကြည့်လိုက်ရာတံမိုးကြီးပိုးကြီးချိတ်ကိုဝှစ်ဆင်လာတဲ့မိန်းမနှစ်ယောက်အမောင်ထဲမှာရက်နေတာကိုမြင်လိုက်ရတယ်။တမီးတို့နှစ်ယောက်လည်းဆရာတို့ကိုအထင်လျွဲနေကြတယ်မလား။လာကြလာကြ။တမီးတို့အဖိုးမိတ်ဆက်ပေးမယ်။အဖိုးကစကားကြောင့်မိန်းမငယ်နှစ်ယောက်ကအမောင်ထဲကနေထွက်လာပြီးအောင်မက်သာရှိကိုရောက်လာခဲ့ကြတယ်။သူတို့နာမည်ကမတ်စပယ်နဲ့မနှင်းစီလို့ခေါ်တဲ့ဆရာလေး တိုင်တန်းရှင်ညီအမပေါ့သူတို့လည်းကျွန်တော်တို့ကိုအထင်လွဲနေကြရလားဆရာလေးတို့ဒီတောင်းအချေချတော့သူတို့ကအယမ်းကိုစိတ်ပူခဲ့ကြတာဘာကြောင့်လဲဆိုတော့ဆရာလေးတို့မကြခင်သိရပါလိမ့်မယ်အဖိုးရဲ့စကားအဆုံးမှာတိုင်တန်းရှင်ညီအမလည်းအောင်မြတ်သားတို့ကိုရိုသေပေးကနှုတ်ဆက်ခဲ့ကြတယ်ဆရာလေးတို့လည်းဒီကိုရောက်တုံးရောက်ခိုင်းအဖိုးလိုက်ပြစရာရှိတယ်လာကြလာကြအဖိုးကအောင်မြတ်တာတို့ဇေဒီဘေးမှာပေါက်နေတဲ့ညောင်ပင်တစ်ပင်စီကိုခေါ်ဆောင်သွားခဲ့တယ်။ညောင်ပင်ရှိကိုရောက်တော့လက်နဲ့တတ်ချလိုက်ရာ ။ညောင်မြစ်တွေအောက်မှာရာဝင်အိုးကြီးလေးလုံးနဲ့ထည့်ထားတဲ့ကြောက်တံပတ်တများတွေကိုမြင်လိုက်ရတယ်။ဒါရီကနောင်ပွဲမဲ့ဖရာကိုလူဖို့ရည်စူးထားတာလေ။ဟိုးမှာမြင်ရတဲ့တောင်ကုန်းအောက်မှာလည်းရွှေနဂါးမင်းပိုင်တဲ့ယတနာပစ္စည်းတွေရှိသေးတယ်။ဒါကြောင့်လည်းတိုက်ဆရာတွေကမျက်စိကျခဲ့တာကိုဟုတ်တယ်ဆရာလေး။သမီးတို့လည်းဆရာတို့ရောက်တော့ရောက်ခိုင်းမှာဘာတွေလုပ်နေလဲဆိုတာပြလိုက်ကြပါအောင်အဖိုးရဲ့စကားအဆုံးမှာညီအမနှစ်ယောက်ကပကုံးမှာပတ်ထားတဲ့ပေါ်ဝါကိုလေထဲဝှေ့ရမ်းလိုက်ရာ ကြောက်သားအတိပြီးရဲ့ကူတခုထဲမှာယတနာအတိစီချဲထားတဲ့ရက်ကန်းစင်တွေရှိနေပြီးအလွန်ချောမောလှပတဲ့မိမပြိုလေးတွေကသေးငယ်တဲ့ရွှေနှံကျိုးမြင်လေးတွေနဲ့ရက်ကန်းရက်လုံနေတာကိုမြင်လိုက်ရတယ်။ဒါကမဆပယ်ရဲ့တိုင်နာမဲဆရာလေး။သူကနောင်ပွဲမဲ့ဖရာကိုရွှေတင်ကန်းကတ်လူနိုင်မှုရည်စူးထားတာလေ။တိုက်ကိုကြီးမြတ်တဲ့အလူတခုပါလား။တာရုတာရုတာရုပါဗျာ။အောင်မြတ်တာစကားအဆုံးမှာအနီယံဝစ်စုံကိုဝစ်စင်လာတဲ့မိမပြိုက အဖိုးကလည်းအမတော်ချီးကျူးလို့နေပါပြီ။နှင်းစီလည်းနောင်ပွင့်မဲ့ဘုရားရှင်ကိုရည်စူးပြီးကုသိုလ်ယူနေပါရဲ့နော်။အဲ့လိုပြောလိုက်တော့မဇပေကတည်ငိမ့်တဲ့မျက်နှာလေးကိုအနှဲငယ်ပြောင်းလိုက်ရာညမတော်ဘလောက်ကြိုးစားရဲဆိုတာအမတော်သိပါတယ်ကွယ်။ဒါညမတော်ရဲ့တိုက်နှံပါဆရာ။မဇပေကပတ်ဝါနဲ့အစွန်တစ်ဘက်ကိုဝင်ရမ်းလိုက်ရာစိန်တွေအပြည့်ထည့်ထားတဲ့တင်းတောင်ပေါင်းများစွာပေါ်လာပြီးတိုက်နှံအလယ်မှာတော့မိမ့်မပြိုလေးတွေကရွှေသားအတိပ်ပြီးတဲ့စုလင်မွန်ချွန်းတွေကိုကိုယ်တိုင်ထူးဆင်းနေကြတာမြင်လိုက်ရတယ်။ မနှင်းစီကအငယ်ဆိုတော့နည်းနည်းစိတ်ထက်တယ်ဆရာလေးတခုခုဆိုသူ့ကိုဦးစားပေးတာပဲလို့ကျင်တာသူကတော့နောင်ပွင့်မဲ့ဖခင်ကိုရွှေအတိပြီးတဲ့ကြောင်းဆောင်နဲ့ပူဇော်ဖို့ရည်စူးထားတဲ့သူပဲအငယ်ဆိုတော့ဦးစားပေးခံကျင်တာမဆန်းပါဘူးလေမနှင်းစီရဲ့ကြီးမားချက်ကလည်းအယံကိုကြီးမြတ်ပါတယ်တာဓုတာဓုတာဓုပါဗျာအောင်မေတ္တာရဲ့ကြီးကျူးစကားကြောင့်မနှင်းစီရဲ့မျက်နှာပေါ်မှာအပြုံးရိပ်လေးတွေထွက်ပေါ်လာပါတော့တယ်ဒီပုံကိုယ်တွေကတော့ရွှေမြင်းတင်တောင်ရဲ့အထင်ကရပုံကိုယ်တွေပဲဆရာလေး တောင်ရံအောက်ဘက်မှာလည်းကလေးတိုက်တစ်ခုရှိသေးတယ်။ကလေးတွေဆိုတော့ရမ်းစောကြလွန်းလို့သူတို့ထိုင်နေဖုံးမှုအပြင်းပြင်းထွက်ဖို့ပြောထားရတယ်။အဖိုးကအောင်မြတ်တာတို့တောင်မှာရှိတဲ့အကြောင်းအရာကိုပြည့်စုံအောင်ပြောပြခဲ့ပေမဲ့ဇေဒီအောက်ဘက်မှာနေတဲ့မိမကြီးရဲ့အကြောင်းကိုလုံးဝမပြောပြခဲ့ပေ။အဲ့ဒီချိန်မှာတောင်ချင်းမှာရှိတဲ့လူနေရွာဘက်ကနေဝမ်းကောင်းတန်ကြီးနဲ့အော်ဤတန်တစ်ခုထွက်ပေါ်လာခဲ့ပါတော့တယ်။ဒီအတန်ကိုကြားတော့မနှင်းစီကနှကောင်းရှုံလိုက်ပြီးဟိုကောင်တောင်ညံ့နေပြန်ပြီထင်တယ်။အဲ့လိုရေရွတ်လိုက်ပါတော့တယ်။ အဖိုးကတော့တောင်ခြေဘက်ကိုစောင်းခဲကြည့်လိုက်ပြီးတပြင်းရှည်တစ်ခုကိုချက။ဟွန်းဒီငမိုက်သားကတော့ဘလုံးမပြောဆိုဆုံးမလို့မရပါလား။အဲ့လိုပြောလိုက်တာကြောင့်အောင်မြတ်သားကအခုရည်နေတဲ့အတန်ဟာလူတယောက်ရည်တန်မဟုတ်လား။ဟုတ်တာပေါ့ဆရာလေးရဲ့။တင်းဟာစိတ်ရင်းနေကောင်းမိမယ်မူးလာရင်ပောက်ကရရေလျှောက်လို့တာ။သူ့ကိုဘသူမှဆုံးမလို့မရဘူးလားဖို့။ကျွချိန်မတန်သေးလို့ထင်ပါရဲ့အဖိုးတို့လည်းချော့တကာချော့တလဲဆုံးမပါပဲ ငမိုက်သားခွေးမိောက်ကြီးတော့ဆိုပဲဆရာလေးရဲ့အဖိုးအိုရဲ့စကားကြောင့်အောင်မြတ်သားခေါင်းတချင်းချင်းလှုပ်ပြီး အဖွားပြောခဲ့တယ်လို့ကျွန်တော်တို့လည်းအဋိဌံပြီးရင်ဒီမှာဆက်နေရအောင်မယ်ထင်ပါတယ်အဲ့လိုရေရွတ်လိုက်ပါတော့တယ်မာကြီးရေမာကြီးအိတ်နေပြီလားအိတ်ငကားကိုထူးခိုက်နေတဲ့အတန်းကြောင့်အိတ်ပျော်နေတဲ့မာကြီးတယောက်အိတ်ချင်မှုတုနဲ့အပြင်ကိုထွက်လာခဲ့လိုက်တယ်ဘာဖြစ်တာလဲမသိဘာဖြစ်ရမလဲနင့်မောင်အရက်မိုးပြီးတရေလိုက်ဖမ်းနေလို့ဟဲ့ ဒီကောင်တော့ပောက်ကရလုတ်ပြန်ပြီဟာဒင်းရအခုဘမလဲမယမ်းပင်မော်တရေဖတ်မယ်ဆိုပြီးတက်သွားတာပဲမတ်သေးစကားကြောင့်မတ်ကြီးလည်းဓာမီကိုဆွဲကအိမ်မော်ကနေဆင်းလာခဲ့လိုက်တယ်လမ်းမပေါ်ရောက်တော့စာတင်ချောင်းဘေးကမယမ်းပင်အောက်မှာလူတွေအုံနေတာကြောင့်ဓာမီနဲ့ထိုးကြည့်လိုက်ရာပေ30လောက်မြင့်တဲ့မယမ်းပင်ထိပ်မှာမတ်တက်ရက်ပြီးတဟီတာအော်ရီနေတဲ့မောင်ဖြစ်သူကိုမြင်လိုက်ရတယ်ငါအောင်နေအခုချက်ချင်းဆင်းလာခဲ့စမ်းမကြီးကအတန်ကုန်အော်လိုက်ပေမဲ့ငါအောင်ကဘာမှပြန်မဖြစ်ပဲ နှလုံးကြီးပြုကဝမ်းကောင်းတန်ကြီးနဲ့ဇက်တရရင်မောနေပါတယ်။ငအောင်ဆိုတဲ့လူနဲ့ရွှေမြင်းတဲ့အဖိုးတို့ကဘလို့ပတ်သက်နေလဲ။ငအောင်ငါရောတရေတစိကိုဘာကြောင့်မကြောက်တာလဲ။စတဲ့အကြောင်းအရာတွေကိုတော့အောင်မေတ္တာနဲ့လူရုံငအောင်ဆိုတဲ့ဝတ္ထုမှနားဆင်ပေးကြပါအောင်။အခုလိုအဆုံးနှိလိုက်ပါအားပေးနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းဆက်လေးများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။